္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DPP ရမြင်တန်ကြားညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဒါတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေနဲ့အတူကမ္ဘာသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာ ဂရန်ကာလာဖက်ရှင်ထဲကျုပ်ဆက်ယုံမှာအလုပ်ရှင်တဲ့အလုပ်သမားအပြန်လန်တရားစွဲဆိုထားတာကိုနှစ်ဖက်ညီနိုင်ပြီးပြည်လည်မှုရရှိသွားတယ်လို့အလုပ်သမားဘက်ကကူညီဆောင်ရွက်ပေးနေတဲ့သွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ် STUMC ကနေသိရပါဗျ။ရန်ကုန်တိုင်းအိဆိုင်မြို့နယ်မှာဖွင့်လှစ်ထားတဲ့အဲ့ဒီဆက်ယုံရဲ့ပိုင်ရှင်ဖြစ်သူတရုတ်နိုင်ငံသားကလိုင်းစရီအမျိုးသမီးလောက်သားကိုကိုထိလိုက်ရောက်ကျူးလွန်ခဲ့တဲ့အတွက်အလုသမာဘက်ကတရားစွဲဆိုခဲ့တာပါ။ လောက်ရှင်ဘက်ကလည်းသူ့ကိုတရားစွဲဆိုထားသူအပါအဝင်အလို့သမားတမကခေါင်းဆောင်၄ယောက်နဲ့ STUN တို့ကိုပြန်လည်တရားစွဲဆိုခဲ့ပါဗျ။အဲ့ဒီလိုအပြန်အလှန်တရားစွဲဆိုတာတွေနဲ့ပတ်သက်လို့မေလ၁၈ရက်နေ့မှာစက်ယုံမှုအပါအဝင်စက်ယုံတာဝန်ရှိသူတွေနဲ့စက်ယုံတမကတို့နှစ်ဖက်ညီနိုင်ပြီးတဲ့နောက်ပြည်လဲမှုရရှိခဲ့တာလို့ STUN တာဝန်ရှိသူတယောက်ကပြောပါဗျ။နှစ်ဖက်ညီနိုင်ရမှာလက်ရှိဆွဲဆိုထားတဲ့အမှုတွေကိုနှစ်ဖက်စလုံးချွင်းချက်မရှိပိတ်သိမ်းမှုလုပ်ငန်းခွင်ခွဲခြားဆက်ဆက်မှုတွေရပ်တန့်ဖို့နဲ့ ဆက်ရုံရဲ့အလောသမသမကကိုအတိမတ်ပြုဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ကယန်းပြည်ထောင်ပါတီကဖန်ဆီးထားတဲ့ပရာတောင်းဆွေမျိုးစုခေါင်းဆောင်တွေကိုအ мян ဆုံးပြန်လွတ်ပေးဖို့အရပ်ဘက်ဖွဲ့စည်းတွေနဲ့ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။ခွန်ဆောင်ပေးပို့ထားပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်တောင်ပိုင်းနယ်ကယားပြည်နယ်မှာအခြေပြုလှုပ်ရှားနေတဲ့ကယန်းပြည်သစ်ပါတီကမေလ16ရက်နေ့မှာဖေခုံမြို့နယ်တိကျိတ်ကြီးရကနေ ဖန်စီခေါ်ဆောင်လာတဲ့ပရာဒေါဆွေမျိုးစုရဲ့နာယကဥက္ခရနဲ့လူငယ်အတွင်းမှုတို့ကိုပြန်လွတ်ပေးဖို့အရက်ဘက်ဖွဲ့စည်းနေတဲ့ဒေတာကန်တွေကတောင်းဆိုနေကြတာပါတိုင်းတန်းချင်းချင်းနဲ့ဖြစ်တယ်။နော်တဘာကောင်ကြီးနဲ့ထိခိုက်လို့လူငယ်တွေဒါဆန္ဒပြတယ်ပေါ့။ဒီဆန္ဒပြတဲ့အပေါ်မှာတော့လက်နက်ပြပြီးဖန်စီတိုင်းလှုပ်တယ်။အဲဒီပုံမှာနှိမ့်နိုင်ဆင်းနေတဲ့အဆင့်လောက်နောက်တစ်ခါအမြန်ဆုံးပေါ့ပြန်ပြန်လွတ်ပေးစေချင်တယ်ပေါ့။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ရွာနားမှာရှိတဲ့ မြင်းမထီတောင်မှာကရမ်းပြည်တည်ပါတီဥက္ကရာပိုင်ဆိုင်တဲ့လေးဝင်းကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်ထုတူဖို့ကိုလုပ်နေတာပါအဲ့ဒီတက်ထုတူဖို့ရေးကုမ္ပဏီဟာဒေတာကန်ပြည်သူတွေရဲ့တောင်းဆိုချက်တွေကိုပွင့်လင်းမြင်တာအောင်ချပြနိုင်တာမရှိတဲ့အပြင် စစ်ဆက်ညှိနှိုင်းစင်မှာလည်းသဘောတူဆုံးဖြတ်ချက်ချမှတ်နိုင်တာမရှိလို့ဌာနေတိုင်းရင်းသားတွေကကန့်ကွက်နေကြတာပါ အဲ့လိုကန့်ကွက်နေတဲ့တွေကပြတော်ဆွေမျိုးစုခေါင်းဆောင်တွေကိုကရင်ပြည်ထောင်ပါတီရဲ့လက်နက်ကိုင်လူတစုကဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါလေ။အဲ့လိုဖမ်းဆီးခေါ်ဆောင်သွားတဲ့လောက်ရက်ဟာမဖြစ်တဲ့ကိစ္စဖြစ်တယ်လို့လည်းဆိုကြပါဗျ။ဒီဖြစ်ရကတော့ဒီလူထုဒေသခံတွေရဲ့အခွင့်အရေးကိုချိုးဖောက်တယ်ပေါ့နော်ပြီးတော့လူထုကိုမလေးစားရရောက်တယ်ပေါ့နော်ဆရာသူကတော့မလွတ်လာတေးဦးဆရာဖေကုံမြို့နယ်မြင်းမထီတောင်မှာတက်ထုတူးဖော်တာကို ကန့်ကွက်နေတဲ့ပလက်တောင်းဆွေမျိုးစုခေါင်းဆောင်တွေကိုဖမ်းဆီးတာနဲ့ပတ်သက်ပြီးလေးပွင့်ကျဲကုမ္ပဏီပိုင်ရှင်ကယန်းပစ်တိပါတီဥက္ကရာကိုဆက်တွေ့မေးမြန်းဖို့စူးစမ်းပေမဲ့ဆက်တွေ့လို့မရသေးပါဘူးကျွန်တော်ခွန်စော်ဦးပါနမည်အတွင်းအခြေခံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေကိုနောက်ဆက်တဲ့ဘယ်သူကိုမဆိုတားမြစ်အေးအေးယူသွားမယ်လို့ချင်းကကွယ်ရေးတပ်အစိုးရကမေလ16ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ချင်းကကွယ်ရေးတပ်အစိုးရစစ်စင်ရေးလှုပ်ရှားရနယ်မြေတွေနဲ့ ထိဆက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်တောင်ပေါ်ဒေသနဲ့မြပြန်ဒေသကြီးရွာတွေကအခြေခံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့အခြေခံပညာအဆင့်ကျောင်းဆရာဆရာမတွေနဲ့ပတ်သက်လို့ထုတ်ပြန်လိုက်တာပါဆရာဆရာမတွေကိုချိန်ချောက်တာနှောက်ယှက်ဟန်တာတာဖမ်းဆီးထိန်းသိမ်းတာနဲ့ပညာသင်ကြားမှုကျောင်းကိစ္စတွေမှာဝင်ရောက်ဆက်ဖက်တာတွေမလုပ်ဘူးလို့လည်းဆိုပါတယ်အခု2025 2026အခြေခံပညာသင်တဲ့အတွက်အခြေခံအကြောင်းတွေစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ကျောင်းနေရွယ်ကလေးငယ်တွေပညာသင်ကြားဖို့လိုအပ်နေတာတွေကိုတွေးရှိနေရတယ်လို့ချင်းကကွယ်ရေးတပ်အစိုးရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာစစ်တကအာဏာသိမ်းထားတဲ့လင်းနစ်တာကာလအတွင်းရန်ကုန်မြို့နဲ့မန္တလေးမြို့တို့လိုမြို့ကြီးတွေမှာခုံမှုလူရက်မှုဓမြမှုနဲ့လူတက်မှုတွေလိုမျိုးရာဆွေးမှုတွေများပြားလာခဲ့ပြီး2025ခုနှစ်ထံမှာတော့ပိုဆိုးရတဲ့အခြေအနေတွေကိုကြုံနေရတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်မြတ်သက်စင်ပေးပို့ထားပါတယ်ခင်ဗျာ စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းခိုးမှုနဲ့လူရမှုတွေကိုကြုံနေရတာကပုံမှန်လူတော်ဖြစ်နေပြီလို့ဒေသခံတွေကဆိုကြပါဗျ။မြောက်ဒဂုံမှာနေထိုင်တဲ့မာယူကတော့သိမ့်မကြသေးခင်က သူ့ရဲ့ညီမဖြစ်သူဖုန်းလူခံရတဲ့အကြောင်းကိုပြောပြပါဗျ။အဲ့ဖုန်းလေးဝယ်ထားမှာဘယ်လောက်မှမကြသေးဘူး။အေးအဲ့ဖုန်းလေးဝယ်ထားဘယ်လောက်မှမကြသေးဘူးဆိုတော့အဲ့ဖုန်းလေးရဲ့အရှိကဖုန်းကလည်းခပိုင်းနိုင်သွားလို့ဆိုပြီးတော့ခပိုင်းနိုင်ခံထီးရ။ ။အပိုင်းလိုက်ခံစီရောအဲ့မှာတော်သေးရေချောအဲ့နေရာမှာတော့ရုံပတ်ဆံတွေကိုလဲကွာတခြားရုံမှာထားခဲ့မိလို့ပုံမှန်ဆိုရင်ရုံပတ်ဆံ50 30တိန်းလောက်ကအိတ်ထဲမှာပါလာတဲ့အဲထားခဲ့မိလို့ကွာအဲပတ်ဆံလေးနည်းနည်းပါပါနဲ့အဲ့ဒီဖုံးမဲပါသွားတာဖုံးပါသွားတော့အဲ့နဲ့ဖုံးအစ်စ်ကလေးဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့လည်းအဲ့ဒါလူခံရတယ်တဲ့အဲ့လူခံအောင်ပဲလားမလဲဆိုတော့အဲ့ဓမ္မယုံသားမှလူလာပါသွားပြီဆိုမှတော့တပ်ပြီတပ်ပြီကာမတကလို့သာဖတ်လိုက်တော့ သူတို့ဟာနဲ့သူတို့တော့အလုရှုပ်နေတာကိုကိစ္စဘာမှလုပ်ပြီးနိုင်မလား။မေလ15ရက်နေ့တုန်းကတော့မင်္ဂလာတောင်ညွမြို့နယ်မှာကားတစ်စီးခိုးယူခံလိုက်ရပါတယ်။တက္ကစီမောင်းတဲ့သူတယောက်ကတော့အရင်ကဆိုကားဘက်ထရီခိုးတာမျိုးလောက်ပဲရှိပေမဲ့အခုတော့ကားစီးလိုက်ကိုခိုးတာတွေလောက်လာကြပြီလို့ပြောပြခဲ့ပါတယ်။တက္ကစီမောင်းတဲ့သူပြောပြချက်ကိုတော့ DVB သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။ညဘက်ကြီးဖုန်းဝင်လာတယ်။ကားပြောက်သွားလို့လမ်းထဲမှာပွက်လို့တွေရိုက်နေကြတယ်တဲ့။ ဦးရဲ့တက္ကစီကလည်းညဘက်သိမ့်ပြီဆိုတော့လမ်းထဲမှာရက်ထားတာလေလန့်သွားတာပေါ့အဲ့ဒါနဲ့အောက်ကိုစင်းကြည့်ရရော စင်းကြည့်တော့ဦးကတော့မဟုတ်ဘူးအတိတယောက်ရဲ့ကားပါသွားတာကားရက်ထားပြီးအိမ်မော်ခဏတက်တုံပါသွားတာတဲ့တကယ်ကိုစိတ်မကောင်းအရင်တုန်းကကားပတ်မှန်ဖြုတ်ခိုးတာတွေဖက်ထရီခိုးတာတွေပဲဖြစ်တာ အခုကတော့ကားအစီလိုက်ကြီးကိုခိုးကြပြီလေတတော်ကိုစိုးတယ်လူတွေလည်းအိတ်ကောင်းခြင်းမအိတ်ရစားကောင်းခြင်းမစားရနဲ့ခိုးတာတွေလူတာတွေကတတော်ကိုစိုးလာတယ် ရန်ကုန်မြို့မှာတော့အခုလို ခိုးမှုလူရက်မှုတွေအပြင်မေလ7ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်၈ရပ်ကွက်မှာအမျိုးသမီးငယ်တယောက်ကို အုပ်စုဖွဲ့မရင်းကျင်ပြီးရွှေလက်စွပ်နဲ့ဖုံးယူပြီးတော့တက်ဖြတ်ပြီးအလောင်းဖြောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။မန္တလေးမြို့မှာဆိုရင်လဲမတ်လ28ရက်နေ့ကအင်အားပြည့်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဒေသခံတွေဟာငလင်တန်ကြောင့်ထိခိုက်ခံစားရတာတွေအပြင်ခိုးမှုလူရက်မှုနဲ့ ဓမြမှုတွေကိုပါထပ်ပေါင်းပြီးခန်းစားနေကြရပါတယ်။မန္တလေးဒေသခံတယောက်ကတော့မန္တလေးမှာလက်ရှိကြုံတွေ့ခန်းစားနေရတဲ့ခိုးမှုလူရမှုတွေအကြောင်းကိုပြောပြပါတယ်။ပစ္စည်းရှိရတိုက်တစ်ခုဖြိုးပြီဆိုရင် လုံခြုံရေးကောင်းကောင်းမပေးနိုင်ဘူးအဲ့အိမ်ရှင်ပစ္စည်းတွေတော်ရုံပြန်မရတာ များတယ်ဘာလို့လုံးဆိုတော့အဲ့လိုမျိုးပေါ့နော်ပြန်ကြရက်ခွက်ကအဲ့လို site တွဲတွေတို့အဖေကလူတွေမှမသိဘူးမာရဲ့အများကြီးရောက်လာပြီးတော့အဲ့လိုမျိုးစောင့်နေတာပေါ့နော်နောက်တချို့အဲ့လိုမျိုးအိမ်နေရဲ့ဖြိုထားတဲ့ company တွေရဲ့ဖြိုထားတဲ့မြေသာပုံတွေဆိုရင်ကျွန်တော်တို့ဒီပြင်ဦးလင်လမ်းအထွက်ပေါ့နော်လမ်း30 35ကြားအပတ်ဒီမှာသွားပုံပြီးတော့ queen လုပ်ပြီးတော့ပုံတာပေါ့နော်ပုံပြီးတော့မှကျွန်တော်တို့အဲ့ဒီကပစ္စည်းတွေပြန်တွေ့တယ်ဆိုပိုင်းရှင်အောင်ပြန်တာမျိုးလုပ်တဲ့အခါမှာမျိုးမှဆိုရင်လဲအဲ ဟိုလုံုံရေးစတူရတီတာမနိုင်ဘူးပေါ့နော်မပြောရဲတော့တဲ့အခြေအနေမျိုးပေါ့နော်လူအင်အားအရမ်းများတယ်နောက်ခုကကျတော့ကျွန်တော်တို့အခုစတိုင်းဗီလန်မှာဆိုရင်ကျွန်တော်လုံခဲ့တဲ့အဲတပတ်ကျော်နှစ်တပတ်လောက်ကကျွန်တော်မိသားပုံသွားပုံနဲ့တည်းမှာဆိုရင်ဒါအဲတင်300နဲ့စိန်ဘေးအဲဘေးရတခုပေါ့နော်အဲ့တခုကိုအဲ့ဒီမိသားပုံချရဲ့လူတွေတဲရတယောက်ရသွားတယ်လို့လဲအာပြန်ချစီရတာရှိရမန္တလေးတိုင်းတတအူးအမရပူရာ ချမ်းမြတာစီမဟာအောင်မြင်တဲ့ကြောက်စဲမျိုးတွေမှာပျောက်ကြားဝတ်စုံတွေဝတ်ဆင်ပြီးလုံခြုံရေးတပ်ဖွဲ့တွေအဖြစ်အရောက်ဆောင်ပြီးတော့ရွှေဆိုင်ဓမြတိုက်မှု၅ကြိမ်လူရက်မှု၅ကြိမ်ကျူးလွန်ခဲ့တဲ့နေထလင်းဥဆောင်တဲ့၁၈ရောက်ခိုင်းကိုဖမ်းမိခဲ့ပေမဲ့တိုက်ရပါရွှေနဲ့ငွေတွေမရရှိခဲ့ဘူးလို့စစ်ကောင်စီကမေလ၁၆ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုကဆင်စင်ဖြစ်ရက်တွေကမန္တလေးမြို့မှာဖြစ်ပွားနေတာတွေရှိပြီးလွန်ခဲ့တဲ့တပတ်လောက်က Sky Villa မှာ န္တလေးမြို့ကမဟုတ်ဘဲအခြားမြို့ကလူတယောက်ကမိသက်အယောင်ဆောင်ပြီးပစ္စည်းယူခဲ့တဲ့အမှုတစ်ခုရှိခဲ့တယ်လို့လည်းသိရပါဗျ။ကျမမြတ်သစင်ပါရှင်။ဒါလည်းကိုစစ်ကောင်စီတပ်က၄လ၁၈ရက်နေ့မှာလေချောင်းကနေပုံကျက်နေတဲ့အတွက်ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲကွင်းစိတ်ကြုံချောင်းဒုံစရစ်တောင်ဘက် တရချောင်းအင်္ဂနီတန်ဆိုင်နဲ့မင်းလန်းရွာမှကျွာတွေကိုလေရင်နဲ့ဘုံချဲတာတွေပြုတ်လောက်ခဲ့တဲ့အပြင်လက်နက်ကြီးတွေထဲမှာပြစ်ခတ်နေရလို့ဆိုပါရယ်မေလ18ရက်မနက်ပိုင်းမှာလေရင်တွေဝန်းနေပြီးနေ့လယ်ပိုင်းမှာဘုံချဲကလက်နက်ကြီးတွေနဲ့ပါရန်တမ်းပြစ်ခတ်နေတဲ့အတွက်ရွာမှာမနေရဘဲထွက်ပြေးနေရတယ်လို့တရချောင်းဒေသခံကပြောပါရယ်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့ရွှေကျင်မြို့နယ်အနောက်ဘက်မှာရှိတဲ့ကျေးရွာဆွေရွာထက်မင်းကဒေသခံ၄၀၀ကျော်ဟာဘေးလွတ်ရာတွေကိုထွက်ပြေးနေရတယ်လို့ဆိုပါရယ် စစ်ကောင်စီတပ်ကကာကွယ်တပ်ဖွဲ့တွေရှိနိုင်မဲ့နေရာတွေကိုခမန်းပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံတွေကိုယာရီမှာပြန်မနေဖို့ပြောထားတယ်လို့ရွှေကျင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီတပ်ကရွှေကျင်မြို့နယ်ကကျွရရင်မှာပေါ်တာဆွဲတာတွေပြုလုပ်နေပြီးဖမ်းဆီးခံရတဲ့ဒေသခံတရက်ကိုစက်သိန်း90ကျော်ပေးကပြန်ရွေးနေရတယ်လို့ဒေသခံတွေစီကနေသိရပါရယ်ခင်ဗျာ မြန်မာထိုင်းနိုင်ငံအနေနဲ့မြေရှားတပ်ထုတွေကလည်းဆွန့်ပစ်တဲ့အညစ်အကြေးတွေကြောင့်ဒေသခံတပ်တန်းကျော်ရဲ့စစ်မှားရေးအခြေအနေတွေဆိုးရိမ်နေတဲ့အနေအထားမှာရှိနေပါတယ်။မော်ရစ်ကပြောပြပေးပါပါခင်ဗျာ။ UWSA ဝါတပ်ဖွဲ့ရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ရှမ်းပြည်နယ်မိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းဒေသမှာမြေရှားတပ်ထုတွင်းနှစ်ခုတူးဖော်လုကင်နေတာကိုဂျိုတူပုံတွေနဲ့တူရှမ်းလူအခွင့်အရေးမှန်တိုင်းကမေ15ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ထားတဲ့ပုံတွေအရဆိုရင်ပထမမြေရှားတပ်ထုတွင်းတစ်ခုဟာ2023ခုနှစ်ထဲက နမ်ခုံမြေအရှိပိုင်း၄ကီလိုမီတာအကွာမှာစတင်လောက်ကင်နေတာဖြစ်ပြီးဒုတိယမြေရှားတပ်ထုတွင်းကတော့မြစ်နယ်ပိုနီးတဲ့၂ကီလိုမီတာအကွာမှာ၂၀၂၂နှစ်အလယ်ပိုင်းလောက်ကစတင်လောက်ကင်နေတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အဲ့ဒီတတ်ထုတွင်းကနေထွက်လာတဲ့ဓာတုစွန့်ပစ်ပစ္စည်းတွေဟာ mindset data ကနေချင်းမှန်ခရိုင်မဲအိုင်းမြို့နယ်တဲကိုဖြတ်တန်းစီးစင်းနေတဲ့နမ်ခုံမြင့်အတွင်းကိုစီးဝင်ပြီးရေအေးမြင့်များကိုမြင်ညမ်းစေတဲ့အတွက်ဒေသခံတပ်တန်းကျော်ရဲ့ကျန်းမာရေးအခြေအနေတွေဟာစိုးရိမ်ရတယ်လို့ဆိုပါတယ် အဲ့ဒီတွင်းနှစ်တွင်းတိဆောက်ပုံတွေကကချင်မှာတူးနေတဲ့တရုတ်ကုမ္ပဏီတွေရဲ့မြေရှားတပ်ထုတွင်းနေတဲ့ပုံမှန်တန်တူတဲ့အကြောင်းကိုလည်းပုံနဲ့တကွနှိုင်းရှင်ဖော်ပြထားပြီးတော့ကချင်ကတွင်းနေဟာ တောင်တွေကိုအပေါက်ဖောက်ပြီးဓာတ်ပစ္စည်းလောင်းထဲကမြေရှားတွေထုတ်ယူနေတာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့မြေပြိုတာငါးတွေနဲ့တောရိုင်းတိရစ္ဆာန်တွေသေဆုံးတာအပြင်မြေပေါ်မြေအောက်ရေတွေအစိတ်တင်ပြီးစိုက်ပျိုးမြေတွေကိုထိခိုက်စေပါတယ်။လက်ရှိမြန်မာဘက်ချန်ကဒေသခံတချို့တွေမှာတော့မြေရီချိုးရင်ရားတာမျိုးနဲ့ငါးတွေတင်နေတာတွေ့နေရပြီလို့ရှမ်းလူခွေရင်မန်နိုင်က DBB ကိုပြောပါတယ်။ ထိုင်းဆိုရဖက်ကနေမှသူတို့သူတွေကျင်းတာတွေသူတို့လုပ်တယ်သူတို့ဟိုလိုင်းမဲဟိုအစိုးရဖက်ကလည်းလုပ်တယ်ပြီးတော့ဒီ free lab နော် research အဲ academy တွေကလည်းသူတို့သူတွေကနာလုပ်တဲ့ခါမှာဒီကျွန်တော်တို့ဒီနမ်ခုံမြင့်ရေးထဲမှာတော့ကျွန်တော်တို့ဒီ arsenic နဲ့ mercury ကရှိတဲ့နေပမာဏထက်ဟိုပါဗျနော်ဟို14 15ဆလောက်များနေတာတွေ့ရတယ်ဗျနော်အဲ့လိုမျိုးတွေ့ရတဲ့အတွက်ကြောင့်မို့လို့ဗျနော်ကျွန်တော်အနေနဲ့အဲ့ဒီအခုပြောရမယ်ဆိုရင်တော့ဟိုပါဗောဟိုအခုထိုင်မှာဖြစ်လာပြီမဲ့ဒီရေရှင်မှာဖြစ်လာတာယူဟိုဒီလာမဲ့နှစ်နှစ်သုံးနှစ်ဒီမှာဖြစ်လာလိမ့် ်မယ်လို့တော့ကျမတို့အနေနဲ့ယူဆလို့ရတယ်ဗောနော်နောက်တစ်ခုကကျတော့ဒီကျမတို့ဒီငားတွေဗောနော်ဟိုလူလူတွေကကျမကြီးတော့မထီခိုက်သေးဘူးဒါပေမဲ့ကျမတို့ဒီငားတွေကလည်းဟောဗောနော်ငားတွေမှာဒီယောဂဖြစ်နေတယ်အမြင့်ထမှာငားရဲ့ယောဂဖြစ်နေရတယ်လဲတွေးရှိထားတာအများကြီးရှိတယ်ငားတွေတေးရလဲတွေးရတယ်အနောက်တစ်ခုကကျတော့ကျမတို့တချို့လူတွေကတော့ဒေတာဆက်နေတော့အေးချိုးရတာရနာတွေဗောနော်ဘယ်လိုဒီလိုမျိုးဖြစ်တာတွေတနောက်ခေါ်ကျတော့အနာမကျက်တာဗောနော်တော်ရင်တော့အနာမကျက်တာတွေလဲအဲ့လိုမျိုးရောစကြုံနေရပြီရှင့် ထိုင်းအစိုးရဘက်ကနေလည်းမြေရှားတပ်ထုအတွင်းနဲ့အနီးမှာရှိနေတဲ့နမ်ခုံမြစ်ဟာမိုင်းဆက်ဒေတာကရွှေလုတ်ကွက်တွေကြောင့်အာဆင်နစ်အစိပ်ပါဝင်မှုမြင့်တက်နေတာဖြစ်ပြီးရေနမူနာကိုစမ်းသပ်လိုက်တဲ့အခါအာဆင်နစ်ပါဝင်မှုနှုန်းဟာ3.16လီတာရှိကြောင်းချင်းရိုင်မြို့အုပ်ချုပ်ရေးမှူးကဆိုပါတယ်စမ်းသပ်မှုရလဒ်တွေဟာတပ်တို့တူးဖော်တဲ့နေရာနဲ့ဝင်းနေပေမဲ့ ရည်ထဲမှာအာဆနစ်များမပြောသားကြောင်းရှင်းရှင်းလင်းလင်းတက်တည်ပြနေပါတယ်။လက်ရှိထိုင်း၅ဈေးကွက်မှာလည်းပြည်သူတွေ၅အဝယ်ရက်တက်နေတာဖြစ်တဲ့အတွက်စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ချင်းရိုင်မျိုးအုပ်ချုပ်ရေးမှူးကဆက်ပြောပြပါတယ်။မိုင်းယွန်းဒေသမှာရှိတဲ့မြေရှားတပ်ထုတွင်းနှစ်သွင်းနဲ့ပတ်သက်ပြီး UWS ရဲ့ပြောရေးဆိုခွင့်ရှိသူကို DBB ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းပြန်လည်ဖြေဆိုတာမရှိသေးပါဘူးခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။အင်အားပြင်းကလင်ကြောင့်ပျောက်ကျခဲ့တဲ့ Manalin Sky Villa အဆောင်အဆောင် BC တို့ကို မေလာ၁၈ရက်ကရန်ရားရီနဲ့ဖေရှားရှင်းလင်းရမှာမနက်၁၇နာရီခွဲလောက်ကရုပ်အလောင်းတလောင်းထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါဗျ။ဘီအဆန်ကားပါကင်ကနေအမျိုးသားတစ်ယောက်ရဲ့ရုပ်အလောင်းကိုထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။မတ်လ၂၈ရက်ကလုတ်ခတ်ခဲ့တဲ့9တသမာ9အဆင့်ရှိအင်အားပြင်းငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ Sky Villa အဆောင်ကနေမေလာ၁၈ရက်ဒီကနေ့ထိကလင်းငယ်တွေအပါအဝင်အလောင်း၁၂၀ကျော်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ မန္တလေးက Sky Villa Engine Control နဲ့ Great Wall Hotel တို့ပြိုကျတာကြောင့်လူအများပြားတည်ဆုံးခဲ့ရပြီးဒီကနေ့အချိန်ထိရှင်းလင်းရှာဖွေရေးတွေလုပ်လို့မပြီးသေးပါဘူးခင်ဗျာရင်ချမ်းမှာခရိုင်အဆင့်စစ်စင်ရဲ့အဖြစ်ဒေတာကာကွယ်အဖွဲ့တွေကစစ်ကောင်စီအထိုင်စခန်းတွေကိုဝန်ရောက်တိုက်ခတ်ခဲ့ပြီးနှစ်ဖက်ထိခိုက်တိုက်စုံမှုများခဲ့ပါတယ်။တုတ္တချမ်းသာပေးပို့ထားပါရခင်ဗျာ။ မန္တလေးတိုင်းမြင်းညက်ခဲမှာခရိုင်စင်စစ်စင်ရေးအဖြစ်ဒေသတော်လိုင်းစုဖွဲ့တွေကမေလ15ရက်နေ့မှာစစ်ကောင်စီအထိုင်စခန်းတွေကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစစ်ကောင်စီကလေကြောင်းကနေပြန်လည်တိုက်ခိုက်တာကြောင့်မြင်းညက်ခဲတရင်ခွန်0ပျောက်ကြားတပ်ဖွဲ့တစ်ခုထဲမှာလေရဲဘော်ချောင်းကြာဆုံးခဲ့တဲ့လို့သတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီဘက်ကလည်းအထိကိများခဲ့ပေမဲ့အချိန်ကြီးအသေးစိတ်ကို GPB ကတိကျအတည်မပြုနိုင်သေးပါဘူးမြင်းညက်မှာကျတော့လေသေးကြောက်ပြုတ်မှာတော့ကိုဘက်ကအထိနာတယ်အချက်ရီမိတယ်နိုင်ပါကောင်းတော့တယ်ကိုဘက်ကစမိတ်ကောင်မှာလာဦးတကြီးကတော့အထိနာသွားတယ်မြင်းညက်မှာနှစ်နေရ ာပေါ့ဒီကတော့မြင်းညံခရိုင်အတွင်းပေါ့ကျောင်းဆစ်စင်ကြီးပဲတီပီသားသတင်းချက်လက်နဲ့တက္ကသအထိုင်တွေကိုဝင်ရောက်စီးနှင်းတိုက်ခိုက်တာပဲခုဘကတိုက်ခိုက်တာအညာအမြဆစ်စင်ကြီးရဲ့ဒိတ်တပိုင်းနေနဲ့ကဒီရေးဖို့ဆောင်မှုလောက်တာကျွန်တော်တို့သုံးသက်ချင်တာဒါမန္တလေးတိုင်းရဲ့ခရိုင်တစ်ခုရဲ့ဆစ်စင်ကြီးပေါ့နော်လေရင်လွန်ညွန်သုံးသွားဆိုတဲ့ဟာလည်းအလုံးပြည်ပြည်သားလည်းဖြစ်တယ်အဲ့တော့ဆစ်ကောင်စီကထိနာလို့မှုလို့သူ့ရဲ့အားသာချက်ဖြစ်တဲ့ဒီကြောင်းကိုအားပြုပြီးတော့ပြန်လဲခုကအဲ့ကျန်တဲ့ခရိုင်တွေမှာလည်းရှိလာဖို့အလားအလာတွေရှိတယ်ပြင်ဦးလွင်ခရိုင်ဆိုတာကတော့ရှိပြီးသားပဲတောက်လျှောက်ဖြစ်နေတယ်လေဆစ်ကောင်စီကလည်းလူလဲခုခံရတယ်ဒီပြင်မှာတော့တိမ့်ပိုက်နေတဲ့နေရာတွေရှိလိမ့်မယ်သူတို့သက်ဆိုင်ရာတန်းတစ်ခွက်တွေက ာထုတ်ပြန်လိမ့်မယ်။မြင်းကြံတောင်သာနထူးကြီးစမိတ်ခုံတွေကစစ်ကောင်စီတိုင်းစခန်းတွေကိုတော်လိုင်းစုဖွဲ့တွေကထိုးစစ်ဆင်ခဲ့ပြီးမြင်းကြံမျိုးညီနှမိုင်ဝန်းကျင်အကွာအထိချီးတွဲမှုတွေရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အန်ယူဂျီကာကွယ်ဝန်ကြီးဌာနရဲ့2025စီမံချက်တွေအတိုင်းခိုင်အဆင့်ထိုးစစ်တွေကိုဒေသကာကွယ်အဖွဲ့တွေကပေါ်ဆောင်နေတာဖြစ်ပြီးမြင်းကြံမျိုးကိုသိမ်းယူနိုင်မှုအထိဦးတည်နေတာဖြစ်ပါတယ်။ကိုကေတို့ မျိုးသားတို့ဘက်တွေရောဂုံဖြစ်တယ်ဓာတ်ပွဲတွေအဲ့ဘက်တွေကလည်းအဲ့လက်နဲ့ကြီးစံနေကြတယ်သဘောလုံးပတ်ကြလဲဂုံဖြစ်နေတာမနေ့ကငစုံဖြစ်တယ်သမိတ်ကတော့တော်တော်ကြီးရတယ်ဘောကတော့နှလုံးချသက်သက်ကတော့တော်တော်ပြည့်သွားတယ် 2024အောက်တိုဘာလမှာမြန်မာခရိုင်ဒုစစ်စင်ရေးဖြစ်ဒေသကာကွယ်ရေးအဖွဲ့တွေကနှစ်ထိုးကြီးမြန်မာတောင်သာမြို့နယ်တွေကိုပထမကြိမ်ဒုစစ်စင်တိုက်ခိုက်ခဲ့ပေမဲ့စစ်ကောင်စီကမြို့ပေါ်နေရာတွေကိုလက်မလွတ်ပဲထိန်းထားခဲ့တာပါ။အဲဒီနောက်ပိုင်းမှာမြန်မာမြို့အနီးနမ်းမြင့်တောင်မြန်မာတောင်သာလမ်းမမှာခြေတွေ့မှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပြီးလမ်းမကိုထိန်းချုပ်ဖို့စစ်ကောင်စီကအင်အားသုံးတိုက်ခိုက်တာတွေအချိန်ကြီးပြုလုပ်ခဲ့ပါတယ်။ကျွန်တော် သုဒ္ဓချမ်းသာပါ။ အနာသိန်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေများလာပြီးပြည်သူတေဆုံးတာများနေပေမဲ့တော်လှန်ရေးဘက်ကရောနိုင်ငံတကာကပါအကာအကွယ်မပေးနိုင်သေးဘူးလို့ KNY ပြောခွင့်ရကပြောလိုက်ပါတယ်။မောင်တူပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ရပိုင်းတွင်ဖြစ်ပွားခဲ့တဲ့အညာဒေသတပင်းမြို့နယ်ကចောင်းသားကလေးငယ်20လောက်တေခဲ့ရတဲ့အနာသိန်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး DBB ကတွားရောက်တွေ့ဆုံမေးမြန်းချိန်မှာ KNY ပြောခွင့်ရကအခုလိုပြောလိုက်တာပါ။ အဲဘုံကျဲတော့လေအဲ့ဒါတွေကနောက်ဆုံးပြောရရင်အများကြီးပေါ်တော့တော့တည်ကြည်တန်ရပျက်စီးတာတွေကတော့စိတ်မကောင်းကြတာဖြစ်သွားတာ။ဒါပေမဲ့တစ်ခါကြည့်ရင်အဓိကကျွန်တော်တို့ဘက်ကလည်းဘလို့မှမကောင်းနိုင်ဘူးနော်။လေချောင်းရံဆိုတော့ကျွန်တော်တို့ရဲ့အားလည်းချက်ရှိတယ်အဲ့ဒါအချက်။နောက်တစ်ချက်ကတော့နေရာနဲ့ပတ်သက်လည်းလိုင်းလည်းပေါ့နော်။ဟိုလက်ပြောလို့ဆောင်းတဲ့အပိုင်းမှာလည်းဘာမှတိရောက်ကူညီတာမရှိဘူး။တိရောက်လုပ်ပေးနိုင်တာမရှိဘူး။အထူးသဖြင့်လေချောင်းရံကဥပမာ ဟိုဒီလေရင်စီကိုပိတ်ဆို့ပေးဖို့ဆိုတဲ့ဟာတွေကလည်းပါတယ်အဲ့ဒါလည်းလည်းတတိယမဖြစ်ဘူးဗျလေရင်ကပြန်တိုင်းပြန်တိုင်းဆိုတော့သူကစီရတာပေါ့ဗျအဲ့ဒါမပိတ်ဖို့နိုင်လို့ဆိုတော့တော်တော်လေးခက်တယ်နောက်တစ်ချက်ကအဲဒီဟိုသာဘောနော်ဒီမတိုက်ခိုက်နိုင်အောင်လောရတဲ့ဟာလို့ပေါ့ဗျအဲ့ဒါတခြားနည်းလမ်းလည်းအများကြီးပါတယ်ဒါပေမဲ့လည်းဘာမှတတိယမလုပ်နိုင်ဘူးလေအာနာသိန်းစစ်ကောင်စီဟာလေးနှစ်အတွင်းမှာပြည်သူ့အိုးအိမ်တွေကိုဒေချောင်းတိုက်ခိုက်မှုအကြိမ်9000လောက်လုပ်ခဲ့ပြီးပြည်သူ6000ကျော်သေဆုံးခဲ့ပါတယ် တနိုင်ငံလုံးမှာဆိုရင်စာတင်ကျောင်းပေါင်း300ကျော်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးသခိုင်းတိုင်းတစ်ခုထဲမှာတင်ကျောင်း80ကျော်ပျက်စီးသွားခဲ့တာပါအညာဘက်ဟူတည်ပြီးတော့ဒီကျောင်းတိုက်ခတ်မှုကလည်းအချိန်ပေါင်းတော်တော်များနေပြီဗျဆိုတော့ဒါလည်းတကယ်စိတ်မကောင်းကြပါဘူးကျွန်တော်တို့အဲ့ဒါကိုဒီထက်ပို့ပြီးတော့သူတို့ဖြင့်ပြည်သူလူထုအကောက်ွယ်ဆောက်ရှောက်ရင်းတော့သူတို့ဖြင့်ရတ္တာကောက်ွယ်ဆောက်ရှောက်မှုအပိုင်းမှာဒီနီလန်းနေရှာတင်တယ်နောက်ပြီးတော့ဒီကျူတင် တတိပေးတဲ့အချက်လေးပေါ့နော်အဲ့ဒါတွေကလူမှုအတွက်ကိုရိုက်တော့ဒါတော့ရှောင်းနေတိတ်နေနေနေတာကူတော့ရောက်ပါမှာပဲဆိုတော့အဲ့ဒါတွေကအများကြီးတတိထားဖို့တော့လိုတယ်ပေါ့နော်ပညာပေးတဲ့အပိုင်းပေါ့နော်ဆိုတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲအဲ့ဒါတွေပြီးရင်ကျွန်တော်တို့ဘက်ကလည်းဒီနီလန်းဒီတစ်ချက်ပူတော့ရှာပြီးတော့ဘယ်လိုကောင်တာလုပ်နိုင်မလဲဒီလေချောင်းရံကိုနော်အဲ့ဒါဆိုတော့တခုတော့နည်းနည်းအေးသွားမယ်အဲ့ဒါအပြင်နိုင်ငံတကာရဲ့ဟိုထိရောက်မှုကလည်းအရေးကြီးတယ်အဲ့ဟိုလေနဲ့ပဲ အားပြီးတယ်လင်းနဲ့ပဲကန့်ကွက်တယ်ဆိုတဲ့ဟာမျိုးတော့ဖြစ်တင်တော့ဘူးလေဒီဒီချိန်မှာတော့ဆိုတော့အဲ့ဒါမဲ့ဒီဟာဒီမလုံနိုင်သေးရတော့ကျွန်တော်တို့ဒီဟာဒီဆက်ပြီးတော့ရင်ဆိုင်ရမယ့်အနေထားတော့ပို့တော့မြင်နေရတယ်လို့ပဲပြောမှာပါအဲဘုံချဲတဲ့ပုံမှာတော့ဆရာတယောက်အမြင်နဲ့ပြောရမယ်ဆိုလို့ရှင်တော့လုံးဝမဖြစ်တင်ပါဘူးပေါ့နော်။ဒါကြောင့်လဲဆိုတော့ရန်သူကိုတိုက်ခိုက်နေရမှာမဟုတ်ပါဘူး။သူတို့ဒီရန်သူကိုတိုက်ခိုက်နေရမှာမဟုတ်ပါဘူး။ ကိုပြည်သူပြည်သားမှာတော့အပြစ်မဲ့တဲ့ကလေးတွေတိုက်ခိုက်တာပါဒါကလုံးဝမဖြစ်သင့်ပါဘူးပညာသင်ကြားနေတဲ့ကလေးတွေအပြစ်မဲ့တဲ့ကလေးတွေလောကအကြောင်းကကနနဘာမှမသိသေးတဲ့ကလေးတွေအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်တာအရန်ကိုတကယ်တကယ်ပြောရင်ဆက်ဆက်လို့ရကအရန်ရှက်စရာကောင်းပါဒီလိုပြောနေချိန်မှာပဲအာနာသိန်းစစ်ကောင်စီကဒီကြောင်းတိုက်ခိုက်တာတွေကိုဒီကနေ့အထိဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာပါ။ American နိုင်ငံ California ပြည်နယ်ကခန္ဓာရအပန်းဖြေစခန်းသားမျိုး Fan Supreme မှာရှိတဲ့မျိုးပွားကျမရဲ့ဌာနတစ်ခုမှာ မေလ၁၈ရက်ကဘုံပောက်ွက်ပြီးတရက်အကြာလူတဦးတည်ဆုံပြီးလေဦးထပ်မနေတန်ရရှိခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။ရွေချက်ရှိရှိအကြမ်းဖက်တဲ့လို့ရလို့ပြည်ထောင်စုထောက်လန်းရေးဖြူလို့ FBI ကပြောပါတယ်။ ေဆုံးသူဟာအမေရိကန်မျိုးပွားမှုဆိုင်ရာစင်တာတွေကလုပ်ငန်းလဲပန်းနေတဲ့စေကန်းအပြင်ဘက်ကအပိုင်ပိုင်းကွဲသွားတဲ့ကားတစ်စီးအနီးနားမှာရှိနေကြတာလို့ FBI ရဲ့ Los Angeles Quincy Young လက်ထောက်ဒါရိုက်တာ Akie David ကပြောပါတယ်။အနာပိုင်တွေကစုံစမ်းစစ်ဆေးရမှာတော့စိတ်ဝင်စားသူတူရှိပြီးတန်လျားရှိသူကိုရှာနေတာမဟုတ်ဘူးလို့ David ကသတင်းတောက်တွေကိုပြောပါတယ်။သူကနောက်ထပ်အသေးစိတ်ချက်လက်တွေကိုတော့မပေးသေးပါဘူးခင်ဗျာ။ ခေါင်းဆောင်အုံရောက်တရားစီဖုံးဆက်ဆွေးနွေးမှုမတိုင်ခင်ရုရှားကယူကရိန်းအပေါ်စစ်ပွဲကာလတခြားအကြီးမားဆုံး drone တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တိုက်ခိုက်မှုအတွင်းအမျိုးသမီးတို့ဦးသေဆုံးပြီးနေအများပြားပျက်စီးသွားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်ယူကရိန်းသမ္မတဇယ်လန်စကီတို့နဲ့မေလ18ရက်နေ့မှာတရားစီဖုံးဆက်ဆွေးနွေးမယ်လို့ထုတ်ပြန်ထားပါတယ်။ ထရန့်ကပူတင်နဲ့မေလ19ရက်နေ့အရှေ့ပြားစံတော်ချိန်မနက်7:00နာရီမြမစံတော်ချိန်ည7:00နာရီခွဲမှာဖုန်းပြောမှာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက် True Social မှာတင်ထားပါဗျာတပတ်ကိုရုရှားနဲ့ယူကရိန်းစစ်သား9000ကျော်တည်ဆုံးစေခဲ့တဲ့သွေးကြောင်စီးမှုကြီးကိုရပ်တန့်ဖို့နဲ့ကုန်တယ်ရဲ့အတွက်ဆွေးနွေးမှာဖြစ်တယ်လို့ထရန့်ကဆိုပါတယ်အဲဒီနောက်မှာတော့ဇလန်စကီ NATO အဖွဲ့ဝင်များပြတဲ့ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့လည်းရေးသားထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါပရီးမီးယားလိဂ်ရွှေလက်အိတ်စုအတွက်အာဆင်နယ်ကိုသမားဒေးဗစ်ရေယာနဲ့နော်တင်ဟမ်ကိုသမားမက်ဆဲတို့အပြိုင်ဖြစ်နေပါတယ်နောက်ဆုံးပွဲစဉ်မတိုင်ခင်အထိကိုသမားနှုတ်စလုံးကပေကိုမရှိတဲ့ပွဲ73ပွဲစီတူညီကြပြီးရွှေလက်အိတ်စုအတွက်အပြိုင်ဖြစ်နေကြတာပါနောက်ဆုံးပွဲစဉ်မှာအာဆင်နယ်ကတန်းဆင်းသွားပြီဖြစ်တဲ့ဆာတာဒန်နဲ့ကစားမှဖြစ်ပြီးနော်တင်ဟမ်ဖောရက်စ်က ်ချယ်ဆီအသင်းနဲ့ရင်ဆိုင်သွားရမှာပါအသက်33နှစ်အရွယ်ရှိဘယ်ဂျီယံကိုဒမမက်ဆဲဟာပွဲစဉ်30လောက်အထိဒေဗစ်ရာအပေါ်အသာစီးရခဲ့ပေမဲ့နောက်ဆုံး9ပွဲဆက်တိုက်ဂိုးပေးခဲ့ရတာကြောင့်အာဆင်နယ်ကိုဒမနဲ့အပြိုင်ဖြစ်လာခဲ့တာပါအာဆင်နယ်အသင်းကစပိန်ကိုဒမရာယာဟာမနစ်ကလည်းရွှေလိုက်စုရရှိခဲ့သူဖြစ်ပြီးနောက်ဆုံးပွဲစဉ်မှာဆာတန်တန်နဲ့တွေ့ဆုံနေလို့200ဒီဇက်တိုက်ရွှေလက်အိတ်စုရရှိဖို့အခြေအနေကောင်းနေပါတယ် DVB ရောင်းမြင့်တိုင်ကြားရဲ့ညနေ၄နာရီသတင်းလေးကိုထားရတင်ဆက်ပေးခဲ့တာပါကျွန်တော်ကတော့ဆွေသစ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ